အသက်ရှင်သောတတ္တဝါတွေနေထိုင်တဲ့ကမ္ဘာမြေကြီးပေါ်မှာအစာအတောက်ဒီအရေးကြီးသောအရာပင် ဖြစ်ပါတယ်။ထိုနည်းတူသွားပင်အသက်ရှင်သောကျွန်ုပ်တို့လူသားတွေအတွက်လည်းအစာအတောက်ဒီအရေးကြီးသော အရာပင်ဖြစ်ပါတယ်။ဒီအစာအတောက်ဒီအဘေကဖြစ်ပေါ်လာသောအရာပင်ဖြစ်တည်းဒီအစာအတော့ဒီအဘေကရလာတော့အရာပင်ဖြစ်တယ်။နောက်ပြီးလောကပတ်တော်တမချန်းစာထဲမှာအစာအတော့အပေါ်မှာကျွန်တော်ယုံ ကြည်သူတွေ့ရတွေ့ရှုမြင်ရမယ့်အရာကျွန်တော်ယုံကြည်သူတွေနားလည်ရမယ့်အရာကအဘေတို့နီတော်တော်များများသောပုရုရှင်လူသားတွေရဲ့အသိဉာဏ်ထဲမှာအသက်ရှင်သောသတ္တဝါစု꽈လာလှုပ်ရှားနိုင်ဖို့ရတဲ့အသက်ဆက်လက်ရှင်သန်နိုင်ဖို့ရတဲ့အစာအတော့ကြီးအရေးကြီးဆုံးသောအရာအတိတ်ကအရေးပါဆုံးသောအရာဖြစ်ပြီးခုယူဆကြတယ် လူပတ်တော်တမန်ကျမ်းစာထဲမှာဘုရားတခင်ကအပင်တို့မိမ့်မှာထားတယ်။စသည်အဖြစ်ရှုပ်ထွေးတော်မင်းကုန်းတို့ရဲ့အဖြစ်ကိုဒီကနေ့မိတ်ဆွေကြားရမှာဖြစ်ပါတယ်။ ရှေ့ဥစွာဖျားခဲ့နာမတော်ကိုချီးမွမ်းပါれထို့ဖျားခဲ့နာမတော်သည်ကဘာအဆက်ဆက်ဘုံကြီး၍မင်္ဂလာရှိပါ၏ဒီနေ့မှာကျွန်တော်အတူတကွကြားရမယ့်နုကပတ်တော်ကအစာအတောင်နဲ့ပတ်သက်ပြီးတော့နုကပတ်တော်အแทမှာဖျားခင်ကျွန်တော်ကိုဘလို့မိတ်မှထားတယ်ဆိုတဲ့အကြောင်းအရာကိုအတူတကွပဲလေ့လာရင်ကျွန်တော်ခွန်အားယူကြရမှာဖြစ်ပါတယ်တချို့တော့ယုံကြည်သူအတိုင်းအဝိုင်းတွေအแทမှာရှင်တန်နိုင်ဖို့ရအတွက်ခန္ဓာကိုယ်ကျန်းမာဖို့ရအတွက် အစာအတောက်ကိုပဲအတိကထားပြီးအသက်ရှင်နေကြတဲ့သူတွေမြောက်များစွာရှိပါတယ်။ဒါကြောင့်ပဲဒီကနေ့မှာကျွန်တော်လူတွေဒါမှမဟုတ်တက်ရှိတတ္တဝါတွေအသက်ရှင်သွားလာလှုပ်ရှားနိုင်ဖို့ရတဲ့အစာအတောက်အပြင်ဘာကအရေးကြီးနေတယ်လဲဆိုတဲ့အကြောင်းအရာကိုအနည်းငယ်မျှဝေခြင်းပါတယ်။နှုတ်ကပတော်တမန်ကျမ်းစာထဲမှာတော့အစာအတောက်မန္တမြကဖျားတခင်ပေးတဲ့အရာဖြစ်ပါတယ်။ဒီအရာကို လူတချို့ ဒါမှမဟုတ်တချို့တော့ယုံကြည်သူခရိယန်တွေအထဲမှာအစာအတော့ကမြေကြီးကရတယ်အစာအတော့ကသူ့အသူဖြစ်ပေါ်လာတယ်ဆိုပြီးခံယူကြတဲ့ခရိယန်တွေလည်းရှိပါသေးတယ်တချို့ကပြောကြပါသေးတယ်မိမိရဲ့လေယာလုပ်ငန်းတွေအထဲမှာစိုက်ပျိုးနေတဲ့အရာကမိမိလှုပ်လို့မိမိရတယ်ဆိုပြီးခံယူကြတဲ့ခရိယန်တွေလည်းရှိသေးတယ်လို့သူ့ရဲ့အုံနောက်ညာအထဲမှာသူ့ရဲ့နှလုံးသားအထဲမှာဒီအစာအတော့အတီးအနာ တက်ရှိလူသားတွေစားသုံးရတဲ့အရာမန္တမြကဖရာသခင်ပဲပြင်ဆင်ပေးနေတယ်ဖရာသခင်ပဲကျွန်တော်ကိုပန့်ပိုးနေတယ်ပေးသနာနေတယ်ဆိုတဲ့အရာကိုသတိမထားမိကြဘူးမမြင်မိကြဘူးဒီအရာတွေကိုအပြစ်ပြောချင်နေခြင်းမဟုတ်ပဲနဲ့တကယ်ပဲနှုတ်ကပတ်တော်ထဲမှာ ဖရာသခင်ကကျွန်တော်ကိုဘယ်လိုကျေးဇူးပြုနေတယ်ကျွန်တော်လူသားတွေသူ့ရဲ့အသားသမီးတွေအသက်ရှင်တန်ဖွင့်ရအတွက် ဖျားသခင်ဘယ်လိုကြည့်စုပြုစုချွေးမွေးနေတယ်လဲဆိုတဲ့အကြောင်းအရာကိုပဲရှင်းလင်းလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်နှုတ်ပတ်တော်တမန်ကျမ်းစာထဲမှာဒီအစာအတောက်အတိအနာမြောက်များစွာကတက်ရှိလူသားတွေတက်ရှိအတ္တဝါတွေစားတုံးနေကြရတဲ့အစာအတောက်မန္တမြကဖျားသခင်ပေးတဲ့အရာတွေသာ ဖြစ်ပါတယ်။သူ့အလိုအလျောက်ဖြစ်ပေါ်နေတဲ့အရာတစ်ခုမှမရှိသလို့ တဘာဝကပေးတဲ့အရာလည်းမဟုတ်ပါဘူးဖျားသခင်အသက်ရှင်ဖို့ရအတွက်ပေးထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူခရိယန်တွေအနေနဲ့နံပါတ်1ရှုမြင်ရမယ့်အရာကကျွန်တော်အသက်ရှင်ဖို့ရအတွက်ပေးထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူခရိယန်တွေအနေနဲ့နံပါတ်1ရှုမြင်ရမယ့်အရာကကျွန်တော်ရရှိနေတဲ့အရာကျွန်တော်စားသုံးနေတဲ့အစားအစာအတိအနံမြောက်များစွာကဖျားသခင်ပဲ ပေးနေတဲ့အတွက်ကြောင့်ဖရာသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးမှတုံးဆောင်ရမယ့်အရာဖြစ်တယ်ဖရာသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှစားသုံးရမယ့်အရာတွေဖြစ်ပါတယ်နောက်ပြီးတော့တချို့တော့ယုံကြည်သူခရိယအတိုင်းအဝိုင်းထဲမှာခန္ဓာကိုယ်အသက်ရှင်တန်ဖို့ရအတွက်အစာအစာအစာအတောက်ကိုပဲဦးစားပေးနေတဲ့သူတွေရှိပါတယ်ဒါကြောင့်ကျွန်တော်တိထားရမယ့်အရာကျွန်တော်ယုံကြည်သူတွေဖရာသားသမီးတွေတိထားရမယ့်အရာက ခန္ဓာကိုယ်အသက်ရှင်တံဖို့ရန်အတွက်အစာအတော့ထက်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဒါလျင် ဖရာသခင်ရဲ့ဝိညာဉ်ခွန်အားဒါလျင်တိတ်ပြီးတော့အခြေခံကြတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်အသက်ရှင်တံဖို့ရန်အတွက်အစာအတော့ထက်ဖရာစကားဒီအစာအတော့ထက်ဝိညာဉ်တော်တကောဝိညာဉ်ခွန်အားကအတိကကြတော့အခြေခံကြတော့ အရာတစ်ခုဖြစ်ပါတယ်အရေးကြီးဆုံးတော့အရာတစ်ခုဖြစ်ပါတယ်တချို့ကဒီအရာကိုသတိမေ့နေကြတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျမ်းမာဖို့ကျွန်တော်အသက်ရှင်လှူရှားနိုင်ဖို့အတွက် အစာအစာကိုပဲဦးစားပေးနေပြီးတော့အစာအသောက်ကိုပဲအလွန်အကျွံအရေးတကြီးပြင်ဆင်လှုပ်ဆောင်နေတဲ့အတူတွေရှိပါတယ်ဒါကြောင့်ကျွန်တော်အသက်ရှင်တန်ဖို့နှုတ်ကပတ်တော်ခွန်အားဝိညာဉ်ခွန်အားအရေးကြီးနေသေးတယ် ဝိညာဉ်ခွန်အားသာလျင် အခြေခံကြတော့အစားအသောက်ထက်အရေးကြီးသောအရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဝေငှချင်တယ်ခွန်အားပေးချင်တယ်တမန်ကျမ်းစာတပိုက်ကိုဖတ်ကြည့်အောင် ရှမတဲ့ခရစ်ဝင် အခန်းကြီး၄အငယ်34မှာသခင်ယေရှုခရစ်တော်ကဘလိုတွင်တင်တယ်လဲဘလိုစံနမူနာပြခဲ့တယ်လဲဘလိုတင်ခန်းစာပေးခဲ့တယ်လဲဆိုရင် ထိုအခါစုံစမ်းတွေးဆောင်တော်သူဒီချင်းကရွေးကိုရောဒီဖရာတခင်ဤတားတော်မန်လင်ဤကြောက်ခဲတို့ကိုမုံဖြစ်စေခြင်းကအမိန်တော်ရှိတော်မူပါဟုလျှောက်လေဤယေရှုကလည်းလူဒီမုံအားဖြစ်တာအသက်ကိုမွေးရမည်မဟုတ်ဖရာတခင်မိန်တော်မူသည်အားဖြင့်အသက်ကိုမွေးရမည်စံစာလာသည်ဟု ပြန်ပြောတော်မူ၏တချို့တော့ယုံကြည်သူတွေကိုတချို့တော့ခရိယန်တွေကိုဒီအစာအတော့နဲ့ စာတန်ကသွေးဆောင်နေတယ်။ဒီအရာကိုတချို့တော့ယုံကြည်တူတဲ့ခရိယန်တွေကသတိမထားမိဘူး။ဒီတမန်ကျမ်းစာထဲမှာလည်းသခင်ယေရှုကိုစာတန်မာနကအစာအတောင်တဲ့အသူကိုစုံစမ်းသွေးဆောင်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်ကကြာချုံခြင်းမရှိစာတမာနကိုဘလို့ပြန်ပြောတယ်လဲဆိုရင်တမချန်းစာထဲမှာဖယားတခင်က မုံအားဖြစ်အသက်မွေးရမည်မဟုတ်ဘူးဖရာသခင်ရဲ့စကားဖရာသခင်မိမ့်မာထားတဲ့အရာနဲ့အသက်မွေးရမယ်ဆိုပြီးတော့ပြန်လည်ပြီးတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့လည်းယနေ့ကျွန်တော်ယုံကြည်သူအတိုင်းဝိုင်းတွေထဲမှာ အစာအသက်ကိုပဲအိမ်မတမဦးစားပေးကြတယ်။တချို့သောယုံကြည်သူခရိယန်တွေအထဲမှာအစာတောင်းတဲ့ပျက်စီးကြတယ်။မကောင်းတဲ့အစာအစာ၊မူးယဉ်စေတဲ့အစာအစာ၊ခန္ဓာကိုယ်ကိုအကျိုးမပေးတဲ့အစာအစာဒီအရာကိုမလွန်ဆန်နိုင်ကြဘူး။သာရမဏေရဲ့လက်ကင်တို့ဖြစ်တဲ့အစာအသက်အဖြစ်ကျွန်တော်တို့ကိုစုံစမ်းတွေးဆောင်တဲ့နေရာမှာကျွန်တော်တို့ကြချုံကြတယ်ဒါတင်မကသေးဘူးဒီခစ်ဒီအခါဒီအချင်းအခါမှာဒီအစာအတော့ကဖရာတိခင်နှုတ်ကပတ်တော်ထက်ကိုအရေးကြီးတဲ့ အရာဖြစ်လာတယ်။ဟိုအစားအစာစားပြတဲ့ဗီဒီယိုကလစ်ဗီဒီယိုဖိုင်တွေကို share တယ် share တယ်ယုံကြည်သူတွေလည်း share တယ်လူမြောက်များစွာ share တယ်နော်ဘာပဲဖြစ်ဖြစ်တခုစားပြလိုက်တာနဲ့ကြီးတဲ့သူကတန်းချီနေတာပဲ share တဲ့သူကထောင်းချီတောင်းချီနေဆိုတော့ဒီအရာကိုအပြစ်ပြောလို့ကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တိထားရမယ့်အရာက ဒီအစာအစာကခန္ဓာကိုယ်အသက်ရှင်တန်ဖို့ရအတွက်အတိကကြတဲ့အခြေခံတော့မဟုတ်ပါဘူးအတိကကြတဲ့အခြေခံကဖျားစကားဖြစ်တယ်ဖျားစကားနဲ့ပဲအသက်မွေးရမှာဖြစ်တယ်အစာမစားနဲ့လို့ပြောချင်တာမဟုတ်ဘူးတချို့တော့သူတွေအစာအစာကိုပဲမက်မောကြပါတယ်စားကောင်းတောက်ကောင်းမစားရရင်မနေနိုင်တဲ့သူတွေရှိတယ်ဒါပေမဲ့နှုတ်ပတ်တော်တမချမ်းစာကိုတော့အထူးတစ်ဖြင့်ကျွန်တော်ဒီအစာအတော့မက်မောတယ်လို့ နှုတ်ဘတ်တော်ကို မမက်မိုးကြဖရာသခင်အစကားကို မမက်မိုးကြဘူးအတိတ်ကနေရာမှာမထားကြဘူးဒီအတွက်ကြောင့်မို့ပြောလိုခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့နှုတ်ဘတ်တော်တပိုက်ကိုဖတ်ကြည့်အောင် ရှင်ယောဟန်ခရစ်ဝင်ကျောင်းအခန်းကြီး6အငယ်၂၇မှာမုံကိုစား၍ဝါသောကြောင့်သာရှားကြ၏ပျက်စီးတတ်သောအစာကိုရချင်းကမကြိုးစားကြနှင့်လူသားသည်တင်တို့အားပေး၍ထောင်ရအသက်နှင့်အမြတီတတ်သော အစာကိုရချင်းကကြိုးစားကြလော့ထိုသားဒီခမဲတော်ဖရာဤတစိတ်ခတ်ချင်းကိုခံရတော်သူ ဖြစ်တည်ဟု မိန့်တော်မူ၏ကြည့်လိုက်ပါပတ်ဝန်းကျင်ထဲမှာမနဲ့ဖန်စားဖို့ဒီကနေ့အစားဖို့ဒီအစားအတော့အတွက်ယုံကန်လှုပ်ရှားပြီးပင်ပန်းစွာရှားဖွေပြီးတော့အသက်ရှင်တန်နေကြတယ်အစားအတော့အေးမကြည့်ဘူးအစားအတော့အတွက်ဒီလိုပင်ပန်းစွာ မယုံကန်ကြနဲ့ဆိုပြီးတော့ပြောလို့ချင်းအတိတ်ပဲမဟုတ်ပါဘူးတခါတလေမှကျွန်တော်မေ့ထားတတ်တဲ့အရာကဖျားစကားအစားအသောက်အသွက်ကြတော့ကျွန်တော်အင်မတမယုံကန်ပြီးတော့တကယ်ပဲအသက်ရှင်မှုမှာလိုအပ်တဲ့ဖျားရဲ့စကားဝိညာဉ်ခွန်အားတကယ်ပဲအရေးကြီးတဲ့ခွန်အားကိုကြတော့ကျွန်တော်မရှာကြဘူး။နှုတ်ကပတော့ဖျားစကားကိုကြတော့ကျွန်တော်ဒီလိုခက်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 ပင်ပင်ပန်းပန်းအသက်ဆုံးပြီးတော့ကျွန်တော်မရှာကြဘူး။ဖျားသခင်က နှုတ်ပတ်တော်ထဲမှာဘယ်လိုပြောတယ်လဲမိတ်ဆွေခန္ဓာကိုယ်အသက်ရှင်တန်ဖို့ရအတွက်မုံဆိုတဲ့အစာအစာကအဓိကအရေးမကြီးဘူးဖရာရဲ့စကားဖရာခင်မိတ်မာထားတဲ့အရာသာလင်ကျွန်တော်အရေးကြီးတယ်ဒီအရာနဲ့ပဲကျွန်တော်အသက်ရှင်သွားလာရမယ်အသက်မွေးရမယ်ဆိုပြီးတော့ကျွန်တော်နှုတ်ပတ်တော်ထဲမှာရှင်းရှင်းလင်းလင်းကျွန်တော်တို့ကိုပြောပြထားပါတယ်လူတွေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ရအတွက်စားကောင်းတောက်ကောင်းအာဟာရရှိတဲ့အရာတွေကိုစားသုံးကြတယ်ပတ်စံဘလောက်ပဲကုန်ကုန်ကျွန်တော်ဝေကျွေးကြဒါပေမဲ့ဝိညာဉ်ရေးရာအแทမဖွံ့ဖြိုးလာဖို့ဝိညာဉ်ရေးရာအแทမကြီးထွားလာဖို့ကြတော့မစင်ချင်ကြဘူးကျွန်တော်မလောက်ဆောင်ကြဘူးကျွန်တော်အချိန်မပေးကြဘူးမိမိကိုမိမိပြန်လည်ပြီးဆန်းစီရအောင်ဒီအစားအစာအတွက်ကြတော့ကျွန်တော်ယုံကန်ကြတယ် ပတ်စံနဲ့ဝေစားကြတယ်ဒါပေမဲ့ဖះစကားဖះရဲ့နှုတ်ကပတ်တော်ကိုကြတော့ငွေနဲ့မဝေချင်ကြဘူးအချိန်နဲ့မဝေချင်ကြဘူးကိုယ့်ရဲ့အတက်နဲ့မဝေချင်ကြဘူးဒီအရာတွေကလည်းကျတို့အစင်ချင်ရမယ့်အရာဖြစ်တယ်ကျတို့ပြုတ်ပြင်ပြောင်းလဲရမယ့်အရာဖြစ်ပါတယ်စမ်းသပ်တဲ့ဘက်ကိုဖတ်ကြည့်အောင်ဟေဘေဩဝါဒစာအခန်းကြီး9အငယ်7နှစ်ကနေ14တိုင်အောင်တင်တို့ဒီကာလကြာသောကြောင့်ဆရာအဖြစ်တို့ရောက်တင့်တော်လဲ ဖျားသခင်ဤပြာဒိတ်တော်၌ရှစ်ဦးစွာတင်ရသောတရားနုတို့ကို တူတပါထန်၌တဖန်တင်ရသောအကြောင်းရှိသည်ဖြစ်၍ခြေခဲသောအစာကိုမတုံးဆောင်နို့ကိုသာတုံးဆောင်ရသောသူဖြစ်ကြ၏နို့ကိုသာတုံးဆောင်သောသူမိသည်ကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေလာရှိမရှိ ကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍တိနိုင်သောညာပေးတတ်သောအကြအမြင်အတွေ့အစများသောသူတည်းဟုသောစုံလင်သောအွေရှိသောသူတို့မူကားကြေခဲသောအစာအဟာရကို သုံးဆောင်ရကြ၏ဖျားတခဲအနုတော်ထွတ်တမချန်းစာထဲမှာတော့လူတယောက်အသက်ရှင်ဖို့ရန်အတွက်မုံထက်ကိုဖျားတခင်ပေးထားတဲ့နှုတ်ကပတ်တော်ဖျားစကားတာလျင်အဓိကကြတဲ့အရာဖြစ်တယ် နောက်ဆုံးအားဖြင့်ကျွန်တော်ရဲ့အုံနောက်ညာထဲမှာတရှိလူသားတယောက်အသက်ရှင်သွားလာနိုင်ဖို့ရအသက်ခန္ဓာကိုယ်မှာလိုအပ်တဲ့အရာကအစာဖြစ်ပါလေဒါပေမဲ့ကျွန်တော်မေ့ထားတဲ့အရာကအတိကကြဆုံးတော့အရာကဖျားစကားဖျားတခင်နှုတ်ကပတ်တော်နဲ့တာလင်းအသက်မွေးရမှာဖြစ်တယ်ဒါကကျွန်တော်ယုံကြည်သူတွေကိုဖျားတခင်မိန့်မာထားတဲ့အရာဖြစ်တယ် ျွန်တော်ခရိယအသက်တာရင့်ကျက်လာဖို့ရအတွက်ကြေခဲသောအစာအာဟာရကိုကျွန်တော်သုံးဆောင်ဖို့ရအတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီအစာ အစာနဲ့ပတ်သက်ပြီးတော့အနေငယ်မျှဝေလိုခြင်းခွန်အားပေးလိုခြင်းဖြစ်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ